လက်ရှိဘောလုံးလောကရဲ့အကောင်းဆုံးရန်ကူသမားများအားလုံးပဲမင်္ဂလာပါကူသမားတွေဆိုတာပေးကူတွေခွင့်မပြုအောင်ကောက်ကယ်ပေးရတဲ့သူတွေဖြစ်လို့အတင်းတင်းမှအရှိပါတဲ့သူတွေလို့ပြောလို့ရပါတယ်ကျွန်တဲ့နေရာတွေဘလောက်ပဲကောင်းကောင်းကူသမားဖုန်တကူရှင်ဖြစ်နေမယ်ဆိုရင်တော့အဲ့ဒီအတင်းကရလက်ကောင်းမသိမလဲတော့ပါဘူးကျိုးတင်ဒီဆိုရင်ကုသမကောင်တုံးဦးလောက်ထိကိုပန်းဆိုင်ထားတက်ကြပြီးတော့အရန်ကုသမတွေကလည်းလက်ဆန်းကောင်းနေတပါတယ်ဒီနေ့မှာတော့လက်ရှိဘောလုံးလောကရဲ့အကောင်းဆုံးအရန်ကုသမတွေရဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်နံပါတ်1နေနေကတော့အော်ဒီကာပဲဖြစ်ပါတယ် နဘူရိုတင်ကလည်းကုဒမကောင်းနှစ်ဦးထီကိုပိုင်ဆိုင်ထားပြီးတော့အဓိကကုဒမအီဒါဆန်နဲ့အော်ဒီကာရိုနှစ်ဦးစလုံးကလက်စွမ်းကောင်းတဲ့ကုဒမတွေဖြစ်ပါတယ်။ဒါဆန်တစ်ချိန်လုံးကဆိုရင်ကမ္ဘာအကောင်းဆုံးကုဒမတွေတွေကအတူအဖြစ်တပ်မှခံခဲ့ရပြီးတော့ထိတ်တန့်အဆင့်မှာရှိခဲ့ပါတယ်။အရင်တုန်းကဆိုရင်အော်ဒီကာကဖလားပွဲတွေမှာသာကစားခွင့်ရခဲ့ပေမယ့်အခုနောက်ပိုင်းမှာတော့အီဒါဆန်လည်းလက်စွမ်းကျဆင်းလာလို့အော်ဒီကာလည်းခွင့်ရည်ပြူရလာပါတယ်။ဒါဆန်နိုဘူရိုစီကနေထွက်ခွာတော့မယ်လို့သတင်းတွေလည်းထွက်ပေါ်ထားကြတာကြောင့်အော်ဒီကာလည်းနိုဘူရိုရဲ့အထက်ကကုသမဖြစ်လာနိုင်ပါတယ်။ ။နမန်နီနီနေကတော့ကလဟာပဲဖြစ်ပါတယ်။တဘိုးသင်းရဲ့ဒီကကုသမအလီဆန်ကတော့ကမ္ဘာအကောင်းဆုံးကုသမတူလို့သတ်မှတ်ရမယ်ကုသမတူဖြစ်ပါတယ်။ဒါပြင်ဘကိုးသိန်းဟာအရန်ကူသမားကောင်းတူကိုလည်းပန်ဆိုင်ထားသေးပါတယ်။အလီဖန်တန်ရနေတဲ့အချိန်မှာလည်းတိတ်ပြီးစိတ်ပူစရာမလိုဘဲနဲ့အရန်ကူသမားကလဟာရှိနေပါတယ်။ဒီရဒီမှာအလီဖန်တန်ရသွားတော့ကလဟာတယောက်လည်းအခွင့်အရေးရခဲ့ပြီးတော့အကောင်းဆုံးလက်ဆွမ်းပြနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူ့အနေနဲ့အတင်းမှအဓိကကူသမားဖြစ်ဖို့အတွက်ကမ္မပဘူးလို့ပဲပြောရမှာပါ။ တကယ်လို့အလီဆန်အသင်းကထွက်ခွာသွားရင်တော့ပထမကုသမဖြစ်မလာနိုင်သေးပါဘူး။ကျောင်းကတော့ဘကူးသင်းဟာဗလန်စီယာအသင်းကမမတက်ရွှယ်လီကိုခေါ်ယူထားပြီးသားဖြစ်နေလို့ဖြစ်ပါတယ်။နံပါတ်3နေနေကတော့လူနေမဲဖြစ်ပါတယ်။ယူကရိန်းသားလေးလူနေကလည်းဟာတဘာရုတင်မာကော့တရိုက်ရှိအရန်ကုသမလေးဖြစ်ပါတယ်။ပြည်ရေရာဒီမှာကော့ဒရိုက်တယောက် ACA တင်ရရသွားခဲ့တာကြောင့်ကလတ်ရှိအနားယူခဲ့ရပါတယ်။ အလွာတို့ကလည်းညီမလေးတို့စီကနေကပ်ပါကိုငှားခေါ်ခဲ့ပေမဲ့လူနေကိုပဲအဓိကကုသမနေနဲ့အုံပြူခဲ့ပါတယ်။လူနေကလည်းအခွင့်အရေးရတဲ့အချိန်မှာအကောင်းဆုံးဆန်းဆောင်ပြနိုင်ခဲ့ပြီးတော့မနစ်ကဟလဝါတို့ရဲ့ဒံပလာမှာလည်းအဓိကနေရာကနေပါဝင်ခဲ့ပါတယ်။ဒီနေ့တော့ Cortex ပြန်လာပြီးဖြစ်လို့အရန်လူဘွားကိုပြင်ရပါပါတယ်။နံပါတ်၄ဒီနေ့ကတော့ Dubrak ပဲဖြစ်ပါတယ်။မကြာရွေးရဲ့အဓိကကုသမနှစ်ပုံကမကြာခဏထန်ရရလေးရှိပြီးတော့အရန်ကုသမဒူဘရကာကလည်းအမြင်နဲ့လူလူခွင့်ရည်တွေရနိုင်ကြပါတယ် ဒီဘူရာကလည်းဂုတမန်ကောင်တူဖြစ်ပြီးတော့အသင်းလိုအပ်တဲ့အချိန်ဒီမှာအသင်းရဲ့ဂိုးပေါက်မှာတောင်းရင်ကြီးနေတတ်ပါတယ်။ဒီဘူရာကပြီးခဲ့တဲ့2023ခုနှစ်တုန်းက KG ရိုးစီမံတော့အငှားထွက်ကစားခဲ့ပြီးပါတယ်။နံပါတ်9အနေနဲ့ကတော့ဘိုင်ယန်နာပဲဖြစ်ပါတယ်။ဂိတ်တော်ကအွန်နာနာကိုခေါ်ခဲ့တဲ့နှစ်မှာတင်အွန်နာနာရဲ့အရန်ဒီယာအတွက်ဂုတမန်ဘိုင်ယန်နာကိုခေါ်ယူခဲ့ပါတယ်။အဲဒီတော့ဘိုင်းနာဆိုတာသူရီကီလိုရေးစင်တင်ရဲ့ဂုဒမန်အောင်ဖြစ်နေပြီးတော့အလားလားရှိတဲ့သူဖြစ်သမှတ်ခံထားကြတာပါဂုဒမန်ကောင်တူဆိုပေမဲ့အွန်လာနာရှိနေကြတာကြောင့် KG ရိုးစီမံနေရာမရဖြစ်နေရပါတယ် ရှုံးထွက်ပလာပွဲတွေမှာတော့အခွင့်အရေးပြီးမခံရဘဲနဲ့ဥန္ဒနာကိုပဲအသုံးပြုနေကြတာပါ။ဒါကြောင့်သူ့အနေနဲ့ KG ရိုးစီကနေထွက်ခွာခြင်းနေပြီလို့လည်းသိရပါတယ်။ဆုံးမကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။